ုတင်ဆက်ပေးမယ့်သတင်းကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကိုနေရပြန်ပို့မှုတွေကိုအိန္ဒိယဘက်ကတွန်းပြလှုံ့ဆော်လာတဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံထဲကိုရောက်ရှိနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုအိန္ဒိယနိုင်ငံတွေကနေဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုပြန်ပို့တာတွေကိုအိန္ဒိယဘက်ကတွန်းပြလှုံ့ဆော်နေရလို့သိရပါဗျ။ ဘင်္ဂလားဒေ့ရှ်နဲ့နည်းနည်းမရှိတိဆက်နေတဲ့အာဒန်ပြည်နယ်ထဲမှာနိုင်ငံခြားသားလုံတတ်မှတ်နိုင်တဲ့သူတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုံဆောင်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေအိန္ဒိယနိုင်ငံတွေကိုရောက်ရှိလာရလို့တွေ့ရှိရဆိုရင်နေရပြောင်းဖို့မှုတွေလုံဆောင်နေရပါအာဒန်ဘီနေကဘင်္ဂလားဒေ့ရှ်ဘက်ကနေအိန္ဒိယနိုင်ငံတွေကိုတရားမဝင်ဝင်ရမှုတွေအများဆုံးဖြစ်ပေါ်ရတဲ့ပြည်နယ်ဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းကအာဇံပြည်နယ်ရဲမှာနိုင်ငံခြားသားလို့အတည်ပြုနိုင်တဲ့ယာနယ်ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုနေရပြောင်းဖို့မျိုးတွေလှုပ်ဆောင်ခဲ့တယ်လို့အာဇံပြည်နယ်ဆိုရကသတင်းထုတ်ပြန်ခဲ့ပါတယ်။အဲလိုလှုပ်ဆောင်လာတာကြောင့်အာဇံပြည်နယ်တွေမှာတရားဝင်ထိုင်ခွင့်ရရှိထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာစိုးရိမ်ပူပန်မှုတွေမြင့်တက်လာတယ်လို့တင်ကြတဲ့စစ်ဆေးမှုတွေနဲ့လည်းရင်ဆိုင်နေရတယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ငင်းကြဲအောင်ပါပြပို့လာပါဗျ။